ကတော့ကျွန်တော်တို့အဲ့ဒီဘွဲကတော့ဟိုတင်းပေါ့လေငွေတောင်က entertainment ကနေလုတ်တဲ့ဘွဲလေးပါကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ပေါင်း55 60ကတော့တချင်းလေးပေါ့နော်အဲ့ဒါလေးတွေကျွန်တော်လည်းတချင်းလေးတွေပြန်စုပြီးတော့ဟိုကောင်းရလေးတွေနှုတ်ပြီးတော့အဲစီစဉ်ထဲမှာကျွန်တော်ထည့်ထားပါတယ်ကျွန်တော်တို့ဒါ90နာမပြည့်တဲ့အလွမ်းပြည့်မဲ့ပွဲပေါ့အလွမ်းပြည့်မဲ့ပွဲပေါ့ဟုတ်ကဲ့ ဂျားထဲမှာအဲ့ဒီရှင်မဆိုတာကြာပြီ။နောက်ဒီဘက်ခေတ်ကြတော့မှဟိုချက်တိတ်တွေအဲ့ဒီရှင်လေးတွေပြန်ဆိုတော့အဲ့ဒီရှင်လေးကဒုတိယတစ်ချိန်ပြန်ပြီးတော့တရှင်လေးတွေအမှတ်တရပြန်ပေါက်သွားတာပေါ့နော်အဲ့ဒါလေးတွေ။အဲ့ဒါကျွန်တော်လည်းအမှတ်တရပါဒီတရှင်လေးကိုကျွန်တော်95,6လောက်ကဆိုထားတယ်ဆိုတော့အဲ့ဒီသချင်းလေးလည်းအမှတ်တရအဲ့ဒီသချင်းလေးကိုပြန်ပြီးတော့ကျွန်တော်ပြန်ဆိုခြင်းဖြစ်ပါတယ်။ ယ်အင်းအလိုက်ကတော့ကျွန်တော်တို့အဲ့ဒီပွဲကတော့ဟိုတင်းပေါ့လေငွေတောင်က entertainment ကနေလုတ်တဲ့ပွဲလေးပါကျွန်တော်ရဲ့ချူပြုံးရဲ့နှွေးဝင်းရဲ့ခမောင်တူရဲ့၄ယောက်ပေါ့နော်ဒီဝိုင်းကတော့ Aurora ပေါ့ကျွန်တော်တို့ဟိုတုန်းကစုံနေကြပါဒီဝိုင်းကတော့အကုန်လုံးအဲ့တော့အဲ့ဒီပွဲလေးကတော့အဲ့ဒီနေ့မှာကျွန်တော်တို့ဟိုဟာပေါ့ဗျာအထူးသဖြင့်တော့ကျွန်တော်တို့နှွေးဝင်းတို့ဟိုတင်းတို့ချူပြုံးတို့ကတော့တချင်းဟောင်းနေပြန်ဆိုးပါပေါ့တချင်းဟောင်းနေဆိုတာဟိုတင်းပေါ့ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ပေါင်း 55 50တောင်တချင်းလေးပေါ့နော်အဲ့ဒါလေးတွေကျွန်တော်လည်းတချင်းလေးတွေပြန်စုပြီးတော့ဟိုကောင်းရလေးတွေနှုတ်ပြီးတော့စီစဉ်ထဲမှာကျွန်တော်ထည့်ထားပါဗျာအဲ့တော့ပြန်တတိရတာပေါ့ဗျာအဲ့တချင်းလေးတွေပြန်နားထောင်တော့အဲ့ရလေးတွေကျွန်တော်တို့ဒါ50တန်းပရိသတ်တွေအလွမ်းပြည်မဲ့ပွဲပေါ့အလွမ်းပြည်မဲ့ပွဲပေါ့ဟုတ်ကဲ့နိုင်ငံခြားကလည်းလာကြမယ်ပြောတယ်ဟုတ်ကဲ့အင်းကြီးတွေတော့ချုပ်နေကြပြီလို့ပြောတယ်ဟုတ်ကဲ့ ကြပြန်တွေ့ရမယ်ဆိုတော့အဲ့ဒီထဲမှာလည်းကျွန်တော်နိုင်ငံခြားရောက်နေတဲ့ကျွန်တော်တငယ်ချင်းတွေရှိတယ်လေဒီစင်ကာပူမှာလည်းအများကြီးရှိတယ်ဘန်ကောက်မှာလည်းရှိတယ်သူတို့လည်းလာကြည့်ကြမယ်အဲ့တော့ဘာပြောပြောဒီအဲ့ဒီသချင်းလေးတွေပြန်ဆိုရင်လည်းအဲ့ဒီသချင်းလေးတွေဆိုတာကျွန်တော်ဆိုရင်လည်းသူတို့လည်းအဲ့ဒီသချင်းလေးတွေလွန်ပြီးတော့ပြန်ပြီးတော့ဟိုအသက်တွေဟိုလွန်ခဲ့တဲ့နှစ်40လောက်ပြန်ငယ်သွားတာပေါ့အဲကျွန်တော်လည်းဒီသချင်းလေးတွေပြန်ဆိုဆိုတဲ့ခါကျတော့လည်းကျွန်တော်အဲ့ဒီလွန်ခဲ့တဲ့နှစ်ပေါင်း40 45နှစ်က ဟိုအဖြစ်ပြက်လေးတွေပြန်ပြန်တတိရတာပေါ့ကျွန်တော်တို့အဲ့ဒါလေးတွေဟုတ်ကဲ့ပါခေါင်းလေးတွေပြန်ဖော်ထုတ်တော့ကောင်းတာပေါ့ဗျာအဲ့ဒါလေးတွေပါကျွန်တော်ခုနတော့ဇုံတွဲရဟိုမမချုံနဲ့တပုတ်ဆိုမယ်လွယ်ဝင်နေဆိုမယ်လွယ်ဝင်မယ်ဆိုမယ်တချင်းလေးကတော့ဒီဒီနေ့တိတ်ဟိုဟိုကဘောမတိုက်ပြသေးဘူးခုနမချုံနဲ့ဆိုတာလေးကတော့ကျွန်တော်လွန်ခဲ့တဲ့ကျွန်တော်မြို့သမီးရှားနဲ့ဆိုခဲ့တဲ့တချင်းလေးပေါ့1986လောက်ကဟုတ်ကဲ့ 86လောက်ကဆိုတဲ့ဟိုပုံကရေးတဲ့တခြင်းလေးပေါ့ဟုတ်ဟိုခမ်းမမိုက်ချစ်ကြဆိုဆိုဂျားစကားတွေမယုံနဲ့ပေါ့အဲ့တခြင်းလေးကိုအခုမတ်ချူနဲ့ကျွန်တော်အဲ့တခြင်းလေးကိုအမှတ်တရပြန်ဆိုမှာပါကြားရမှအဲ့တခြင်းမဆိုတာကြာပြီ။နောက်ဒီဘက်ခေကြတော့မှဟိုခြတိတ်တွေအဲ့တခြင်းလေးတွေပြန်ဆိုတော့ အဲ့ဒီရှင်းလေးကဒုတိယတစ်ချိန်ပြန်ပြီးတော့ရှင်းလေးကအမှတ်တရပြန်ပေါက်သွားတာပေါ့နော်အဲ့ဒါလေးတွေအဲ့ဒါကျွန်တော်လည်းအမှတ်တရပါဒီရှင်းလေးကိုကျွန်တော်95-6လောက်ကဆိုထားတယ်ဆိုတော့အဲ့ဒီရှင်းလေးလည်းအမှတ်တရအဲ့ဒီရှင်းလေးကိုပြန်ပြီးတော့ကျွန်တော်ပြန်ဆိုခြင်းဖြစ်ပါတယ်ဒါတချင်းညရောအများကြီးပဲဗျာကျွန်တော်တချင်းအဓိကတော့ဗျာတချင်းဟိုဟောင်းလေဟောင်းလေပို့ပြီးတော့ ဟောင်းတဲ့ဟာလေးတွေကျွန်တော်ရွေးထားတာပေါ့ဥပမာကဟိုလေယာပြင်ဈေးပါအစ်စ်ဝယ်ပေးမယ်ပေါ့ဗျာဘုတ်ချုပ်ဈေးဝယ်ပေးမလားလို့ဟိုတော့အဆိုတော့ကေချာနူကဆိုတယ်ဒါပေမဲ့အဲ့တော့ကျွန်တော်တို့ပုံကားနေပေါ့ကျွန်တော်တို့ပြန်အဲ့ချင်းလေးကိုပဲစာသားတစ်မျိုးနဲ့လေဟာပြင်ဈေးပါအစ်စ်ဝယ်ပေးမယ်ဟိုကဘုတ်ချုပ်ဈေးဝယ်ပေးမလားလေဟာပြင်ဈေးပါအစ်စ်ဝယ်ပေးအဲ့အဲ့လိုတချင်းလေးတွေအဲ့ဒါလေးတွေအမှတ်တရလေးတွေကျွန်တော်အခုနောက်တော့ရွေးတဲ့အထက်မှာတော့အဲ့ဒီချင်းလေးတွေပါတော့ မဟုတ်ဘူးဒီမှာတော့ကျွန်တော်တို့ကဖြောပြခြင်းက3နာရီဆိုတော့4ရောက်ဆိုတော့ဟိုမှာကျွန်တော်ကတော့15ပုတ်မှန်းထားတာပေါ့ခင်မောက်သူ15ပုတ်ကျွန်တော်15ပုတ်မချူ15ပုတ်ညွှန်ဆို30ဆိုရင်အပုတ်60ဖြစ်နေပြီ60မှာအဲ3နာရီဝင်မလားအဲ့ဒါလည်းကြည့်ရမယ်လေအကယ်လို့အချိန်ရှိသေးရင်တော့ကျွန်တော်တခြင်းဟောင်းတွေဟာလေးတွေအစဉ်ပြေတာလေးတွေကျွန်တော်ပြန်ထုတ်ပြီးတော့ဟိုရွေးပြီးတော့送มาပေါ့ဥမာဆီယာမားတို့ဘာလို့ဆိုရင်ဒီချင်းလေးတွေလည်းဟိုတော်တော်ရှေးကြတယ်လေ1992လောက်ကဆိုထားတဲ့ချင်းလေးတွေ အဲ့ချင်းလေးတွေပေါ့အဲ့ဒါလေးတွေပြန်ဆိုပါမယ်ပြန်လာ come like my kids ya so come like my kids ya so တချင်းတော့မျိုးပဲကိုဆက်ပြီးတော့ဆိုဟုတ်တယ်ဟုတ်တယ်အခုလည်းအခုအစီအစဉ်မှာလည်းအဲ့ဒါပါလေ၄ရောက်ကိုကျွန်တော်တို့ဆိုခဲ့တဲ့တချင်းလေးတွေကိုဒါ Patrick က arrange လုပ်ပါလိမ့်မယ်ဒါလေးအဲ့တော့၄ရောက်ပေါင်းတစ်ဆက်သေးပေါ့ ဟိုတော့ LBG မှာကုသိန်းနဲ့လှုပ်လို့ပေါ့နော်အဲအဲ့ဒါအဲ့ဒါမျိုးလေးတွေပေါ့အမှတ်တရလေးတွေပေါ့ဗျာဟိုလာကြည့်လို့ဟိုတင်းကောင်းအောင်လဲကျွန်တော်တို့စိတ်ကျဉ်းအောင်ပေါ့နော်အာမေပေါ့နောက်ရှိုးလေးဖြစ်နော်နှစ်90ပြန်လွန်းသွားအောင်ပေါ့ဗျာဟုတ်ကဲ့